အမေရိကန်သမ္မတရှေဦးတီဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့တဲ့လူမဲစေကန်တူရဲ့ဖြစ်ရမှန်ရှင်နှစ်ဖွဲ့ပွားဆက်ကြောင်း1926ခုနှစ်ရဲ့နေ့တနေ့မှာဇိုက်ကင်းထဲမှာလူမဲလူသားတွေကလှုပ်လှုပ်နေတဲ့မြင်ကွင်းနဲ့ဇလန်လေးကအစာပြုထားပါတယ်ဒီဇိုက်ကင်းလေးကိုလူပြူတွေကပိုင်ဆိုင်ထားတာဖြစ်ပြီးတော့ဇိုက်ကင်းထဲမှာစီကျဲလို့ခေါ်တဲ့ကလေးလေးနဲ့သူ့မိသားစုဝင်တွေဟာပျော်ရွှင်စွာနဲ့အလုပ်လုပ်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်နေ့တဲ့ကင်းတစ်ခုမှာဇိုက်ကင်းပိုင်ရှင်ရဲ့သားဖြစ်သူလူပြူမျိုးသားဟာစီကျဲလေးရဲ့မိခင်ကိုကိုတော်တစ်ခုစီကိုခေါ်ဆောင်သွားတာကိုတွေ့လိုက်ရပါတယ် နောက်တော့ဒါဟာမျိုးသမီးကိုမတရားကျင့်ကြံတာဖြစ်ပြီးတော့တပတ်မှလည်းစိုက်ကြည့်နေုံသာတတ်နိုင်တဲ့လူမဲခင်မွန်းတဲ့ဟာသူ့ရဲ့သားဖြစ်သူစီချက်ကိုစိတ်ထိတ်မှုအမြင်တွေနဲ့တောင်းပန်နေပါတယ်။ငါတို့လူမဲတွေဆိုတာဒီလူပြုကဘာမှာဘာခွင့်ရေးမှမရှိကြောင်းငါတို့တွေဥပဒေလည်းမရှိကြောင်းသားဖြစ်သူကိုပြောကြားနေပါတယ်။ကိုရောင်းတဲ့ကစိုက်ကင်းပိုင်ရှင်ရဲ့သားထွက်လာတဲ့အခါမှာတော့စီချက်လေးရဲ့ဘေးဟာဘာမှမပြောတာပဲနဲ့ဒေါသမျိုးလုံးတွေနဲ့အန်တကြိတ်ကြိတ်ကြီးလိုက်မိပါတယ်။ ဒီလိုကြီးလို့ဆိုပြီးတော့ဆန်ကင်းပိုင်ရှင်ကချက်ချင်းတနက်ကိုဆွဲထုတ်ကစီတဲရဲ့ဖခင်ကိုသူ့ရှိမာနေမဲ့ပြစ်တက်လိုက်ပါတယ်။စီတဲရဲ့ငိုတန်တဲ့တနက်တန်တွေကိုကြားလိုက်ရတဲ့ဆိုက်ခင်းပိုင်ရှင်ဖွားကြီးအပြေးလွှားရောက်လာခဲ့ပြီးတော့လူသမားတွေကိုအလောင်းကိုမြေမြုပ်ခိုင်းပါတယ်။ဦးရင်ပိုင်ရှင်ဖွားဟိုဟာစီတဲကိုတနာသွားပြီးတော့သူ့အိမ်မှာအိမ်ကိုလှုပ်ဖို့အလုပ်ပေးပြီးတော့ဆောင်းလျှောက်ဖို့စီစဉ်ခဲ့ပါတယ်။အဘဟိုဟာစီတဲကိုနောက်တနေ့မှာပဲကောင်းမွန်တဲ့အချိန်တရောက်ဖြစ်လာအောင်တင် जा ပေးတယ်။ပကံတွေဇုံးတွေကိုအတမ်းမမြည်စေဖို့ ကံများတဲ့ဖန်ခွက်ထဲတဲ့အခါအတံမမီဖို့နဲ့ဟင်းပွဲတွေကိုချပီးတဲ့အခါမှာညာဘက်ကနေသာချပီးဖို့ပါဝင်အဲ့ဒီစားတော့နေစဉ်ဘေးမှာရက်နေတော့အသက်ရှူတန်းတော့မထွက်ဖို့စီမင်းစည်းကမ်းတွေနဲ့လက်ထပ်တင် जा ပေးခဲ့ပါတယ်ဒီလိုနဲ့နှစ်တော်ကြာလာပြီးတဲ့နောက်မှာတော့စီကျဲလေးကသူ့ဘဝတိုးတက်ရေးအတွက်မြို့ကိုတပို့ဆုံးပြလိုက်ပါတယ်သူမိခင်ကမတရားကျင့်ခံရကလေးကယူသွားတာဖြစ်ပြီးတော့စီကျဲအနေနဲ့လည်းသူ့ဘဝတိုးတက်မှုအတွက်မြို့တက်ခြင်းကိုမိခင်ဖြစ်သူအားတေချာဖို့သဘောတူမယ်လို့တတိချယုံခဲ့တဲ့အတွက်မိခင်ကိုနှုတ်ဆက်ပါတယ် ပြီးတော့ဇကင်းနဲ့ကဘွားတို့တွေစီမှာသူမိခင်ကြီးကိုစောင်းလျှောက်ဖို့အခွင့်အရေးတောင်းခဲ့ပါတယ်ပြီးတော့ဘွားကိုလည်းနှုတ်ဆက်ခဲ့ပါတယ်အဘွားကစီကျဲပေါ်မြေရင်တယောက်လိုချစ်ခင်နေသူဖြစ်တာကြောင့်ဝမ်းနည်းလွန်းစွာပဲငိုကြွေးခဲ့ပါတယ်စီကျဲမျိုးပေါ်တက်တက်ကြီးလန်းကတော့လွယ်ကူမနေခဲ့ပါဘူးသူ့ဘွားတွေပို့ပြီးပြင်းထန်တဲ့လူမျိုးကြီးခွဲခြားမှုတွေဘသူကမှတဲခိုဖို့လက်မခံတဲ့အတွက်လမ်းဘေးတွေလေကွင်းတွေထဲမှာမိုးရွာထဲမှာပဲအိပ်စက်ခဲ့ရပါတယ်ပြီးတော့လူပြူတွေအနေနဲ့လူမဲတွေကိုလမ်းပေါ်မှာနေလွတ်လပ်စွာတပ်ပိုင်ခွင့်ရှိတယ်ဆိုတာကိုစီချက်တယောက်မြင်တွေ့ခဲ့ရပါတယ် ။ဦးရီကလည်းလူမဲတွေကိုလုံးဝအကာအကွယ်မပေးသလိုမျက်နှာသာလည်းမပေးခဲ့ပါဘူး။ဒီလိုနဲ့လှုပ်ရှားရင်းနဲ့ဆာလောင်မှုတံကိုမခံနိုင်တော့တဲ့ဆုံးမှာတော့စီစီအားအစားအစာကိုဆိုင်တစ်ခုကနေခိုးယူခဲ့မိတဲ့အထိပါပဲ။ကံကောင်းသွားတာကတော့ဆိုင်ရဲမန်နေဂျာကသူခိုးယူတာကိုသိပေမဲ့လည်းအပြစ်ပေးရမယ့်စားလက်ကတံရကိုစေလင်းပေးခဲ့ပြီးတော့သူ့ကိုဇပွဲတို့အလုပ်ပေးခဲ့ပါလေ။ဒီလိုလုပ်နေရင်လည်းဝါရှင်တန်မြို့ကအကျဉ်းကားဝယ်ဟိုတယ်တစ်ခုမှာဇပွဲတို့လုပ်ဖို့လူလိုတာကိုကမ်းလှမ်းမှုရရှိခဲ့ကြောင်းဒီလောက်ကိုလို့ဖို့ဆိုင်ရဲမန်နေဂျာကအသက်ကြီးနေတာဖြစ်လို့ ဒုစားစီကျဲကိုတွားရောက်လုပ်ကင်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။ဒီနောက်မှာတော့စီကျဲလည်းဝမ်းမြောက်ဝမ်းသာလက်ခံခဲ့ပါတယ်။စီကျဲကိုတော့သူ့ရဲ့ကျေးဇူးရှင်မန်နေဂျာဖိုးကြီးကတစ်သလုံးအတွက်ဆုံးမစကားတစ်ခုကိုပြောကြားလိုက်တယ်။အဲဒါကတော့စီကျဲအနေနဲ့အချင်းကားပွင့်ဟိုတယ်မှာဝေတာလုပ်ရင်မျက်နှာတစ်ခုနဲ့လူတိုင်းကိုဆက်ဆံရမှာဖြစ်ကြောင်းပြောပါတယ်။မျက်နှာတစ်ခုဟာဆိုရင်တော့ကိုယ်ပိုင်မျက်နှာသွင်းမြင်စစ်ဖြစ်ပြီးတော့နောက်ထပ်မျက်နှာတစ်ခုကတော့လူပြည်တွေအတွက်ဟန်ဆောင်ထားတဲ့မျက်နှာတစ်ခုဖြစ်ရမယ်လို့မှာကြားလိုက်တာပါ။ဆိုလိုချင်တာကတော့ကိုဘွားကိုတီးဖို့မှာကြားလိုက်တာဖြစ်ပြီးတော့ တိကျမှုကသာအောင်မြင်မှုဖြစ်တယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်။အဲနောက်စီဂျေကဟိုတယ်မှာနှစ်တော်ကြာဇပွဲတို့ဖြစ်လောက်ကင်ခဲ့ပြီးတော့1958ခုနှစ်မှာတော့လူဖြူရဲ့နှလုံးသားကိုတင်ပိုက်နိုင်တဲ့တော်ဆုံးဇပွဲတို့တစ်ယောက်ဖြစ်လူဖြူရဲ့ကြားမှာရေပန်းစားလာခဲ့ပါတယ်။အရွယ်ရောက်လာပြီးဖြစ်တဲ့စီဂျေဟာဂလိုရီယာလို့ခေါ်တဲ့အမျိုးသမီးတူနဲ့အိမ်အောင်ကြပြီးတော့လူဝစ်နဲ့ချာလီဆိုတဲ့သားနှစ်ယောက်ထွန်ကားခဲ့ပါတယ်။ဒါမဲ့စီဂျေဟာလာစာကတိမ်မများပေမဲ့လည်းဘဝနာခဲ့သူဖြစ်တာကြောင့်ငွေကြေးကိုကောင်းမွန်စွာစီမံနိုင်ခဲ့တဲ့အတွက်အိမ်တလုံးကားတစ်စီးကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ကလေးနှစ်ယောက်ကိုလည်းအကောင်းဆုံးဆိုတဲ့အကြောင်းတွေမှတော့ထားနိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့မိသားစုတွေနဲ့အတူမနက်စာစားတောင်းနေစဉ်မှာသူ့ထံကိုဖုန်းတစ်ခေါ်ဝင်လာခဲ့ပါတယ်။အဲဒီဖုန်းကတော့ဘလို့မှထင်မထားတဲ့သမရရဲ့အိမ်ပြူတော်ကဆက်လာတာဖြစ်ပြီးတော့အိမ်ပြူတော်ကိုလာခဲ့ဖို့ဖိတ်ခေါ်ခံရတာဖြစ်ပါတယ်။နောက်တစ်နေ့မှာတော့ပျော်ရွှင်တဲ့မျက်နှာသားနဲ့အိမ်ပြူတော်ကိုတွားရောက်နေပြီးဖြစ်တဲ့စီချက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။စီချက်အားသူ့လုံးလုံးတဲ့ဟိုတယ်မှာအရေးကြီးတဲ့လူပြူတွေကြားရေပန်းစားလုံးနေသူဖြစ်တဲ့အတွက် သမရအိမ်တော်မှာအကောင်းဆုံးစေကံဖြစ်ပြုလုပ်ဖို့အိမ်ပြူတော်ကဗန္ဒာရင်းကကံလန်းခဲ့တာပါကံလန်းချက်ကိုကြားကြားချင်းမှပဲစီစီယာစဉ်းစားတွေ့ဝေမနေတော့ဘဲနဲ့ချက်ချင်းကိုဝမ်းမြောက်ဝမ်းသာလက်ခံလိုက်ပါလေနောက်တနေ့မနက်မှာတော့အိမ်ပြူတော်မှာလှုပ်လာစင်းတဲ့စီချက်ကိုအိမ်တော်လေးကတင် जा ပေးနေပါလေဒီနေရာကအရေးကြီးတဲ့နိုင်ငံတော်ရာရှိကြီးတွေဝင်ထွက်တဲ့နေရာဖြစ်တဲ့အတွက်ဘာမြင်မြင်ဘာကြားကြားမသိသလိုမမြင်သလိုမကြားသလိုနေရာမဲ့ကျင့်ဝတ်တွေကိုစောင့်ထိန်ဖို့လိုကြောင်းမိမိလောက်ကိုယ်သာတာဝန်ကျေဖို့လိုကြောင်းနေပြောကြားနေပါလေ မရရဲ့ခန်းထဲကိုလပိအဖြော်ပြီးပို့ရတဲ့အချိန်မှာတော့နိုင်ငံတော်ထိတ်တန်းကောင်းဆောင်နေရာဟာကစံဒေသမှာလူမျိုးရေးခွဲခြားမှုတွေကိုဆွေးနွေးတဲ့အစည်းအဝေးပြုလုပ်နေတာကိုစီချဲကတည်လိုက်ရပါတယ်။ဒါမဲ့အင်ပြော်ရဲ့အင်တော်ဒိန်းကြီးမှာကြားထားသလိုပဲကျင်းဝဲတိတ်ခါကိုစောက်ထင်းပြီးတော့အတိတလိုမကြားသလိုတွေနေလိုက်ပါတယ်။ရန်နေငယ်ကြမှာတော့စီချဲရဲ့သားကြီးဖြစ်သူလိုဝက်စ်ကထထောင်းအောင်မြင်ခဲ့တာကြောင့်အခြားသောမျိုးနွယ်မှာပညာဆက်လက်သင်ကြားဖို့အတွက်စီချဲလိုလူများတွေကဘတ်စကာဂိတ်ကိုလိုက်ပို့ခဲ့ပါတယ်။ အကြခင်မှာပဲအမေရိကန်ရဲ့သမရဖြစ်သူတဝေးရဲ့တက်တန်းကလည်းကုံစိုးတော်မှာဖြစ်ပါရယ်စီချင်းတဲ့တခြားဝန်ထမ်းတွေမုန်းဖုံနေကြမှာပဲဒုတိယသမရနစ်စင်ဝင်ရောက်လာပြီးတော့မဲဆွယ်စည်းရုံးတဲ့အနေနဲ့သူ့ကိုထောက်ခံဖို့ပြောပါရယ်ပြီးတော့သူကသမရဖြစ်လာခဲ့ရင်လဲလူမဲရီရဲ့အကျိုးစီးပွားကိုဖွံ့ဖြိုးတိုးတက်ဖို့လှုံ့ဆော်မယ်လို့လည်းကြေပေးပါရယ်စီစဲအနေနဲ့လည်းနစ်စင်ကလူမဲရီကိုစည်းရုံးတဲ့အခါမှာကူညီပေးဖို့ကိုလည်းပြောကြားခဲ့တယ်စီစဲတို့သုံးယောက်ကလည်းကူညီမယ်လို့ပြောခဲ့ပါရယ် ဒါမဲ့ရွေးကောက်ပွဲမှာလူမဲတွေရဲ့ဘဝဟာလည်းပုံမတရားဟာပြောရစီမယ်လို့အနေစင်ကထပ်မံကြေပေးခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့စီဂျဲသားလူဝစ်ကလည်းတက္ကသိုလ်မှာကားဆိုတဲ့ကောင်မလေးနဲ့ယင်းနီသွားခဲ့ပါတယ်။ကားကတက္ကသိုလ်မှာနိုင်ငံရေးတကြွလှူရှားသူတူဖြစ်ပြီးတော့လူဝစ်ကိုလည်းသူတို့ရဲ့လျှက်ဝက်ဆွေးနွေးပွဲတွေကိုတက်ရောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒီဆွေးနွေးပွဲတွေဟာနိုင်ငံရေးတကြွလှူရှားသူတက္ကသိုလ်ကျောင်းသားကျောင်းသူတွေပဲစုဝေးကျင်းပတာဖြစ်ပြီးတော့လူမျိုးလူမဲလူမျိုးရေးခွဲခြားမှုတွေကိုစန့်ကျင်မှုအတွက်ရည်ရွယ်တာလည်းဖြစ်ပါတယ်။ စိတ်တပိုင်းဆိုင်ရာလေ့ကျင့်မှုဒန်းတို့ခွင့်ရအတွက်စမ်းကျင်မှုအတွက်ပြည်နေရာသတ်မှတ်တာတွေကိုရဲ့တော်ကြဆွေးနွေးခဲ့ကြပါတယ်။နောက်တော့ coffee sign တခုမှ lowest တို့ဖွဲ့သွားရောက်ခဲ့ပြီးတော့လူပြူတွေထိုင်တဲ့ခုံတွေမှာတန်းစီပြီးတော့ထိုင်နေခဲ့ပါတယ်။ဒါကိုလူပြူတွေကဖေခိုင်းရာကနေတဆင့်သူတို့ကအဲ့လိုမျိုးခွဲကြဖို့မတင်ကြောင်းပြန်ပြီးရှင်းပြရာကနေရုံးရင်ဆန်ကတ်တွေဖြစ်ကုန်ပါတယ်။တန်းတို့ညီမရဖို့အတွက်တောင်းဆိုနေရင်းကနေပဲ lowest တို့မရှိမလခံခဲ့ရပြီးတော့အားလုံးထောင်ထဲရောက်ကုန်ပါတယ်။အဲ့ဒါကိုဖားခင်ဖြစ်သူစီချေက TV သတင်းမှာတွေ့လိုက်ရပါတယ်။ သူအားဒေါသရကြီးနဲ့တားပြစ်သူစီကိုတွားတွေ့ခဲ့ပြီးတော့ဒါရီကျူရှင်လာကပါဝဲမိသားစုလိုအပ်နေတဲ့အရာတွေကိုဖြည့်ဆည်းပေးဖို့စ조사ပန်းစားလုပ်နေချိန်မှာဘာကြောင့်ဒီလိုမျိုးလုပ်ရတာလဲလို့မေးလိုက်ပါတယ်။လူဝဲစားသူ့ဘဝရဲ့မျှော်လင့်ချက်ဖြစ်တယ်လို့လည်းသူကပြောပါတယ်။အဖေအားလို့စ조사သူဖြစ်ပေမဲ့လည်းမိသားစုကိုတော့ဘယ်တော့မှအချိန်မပေးခဲ့တဲ့သူဖြစ်ကြောင်းလူဝဲစကပြန်ပြောပါတယ်။အမန်တကယ်မှလည်းစီဂျာအလုပ်ကိုပဲဦးစားပေးရသူမို့သူမိမဂလိုရီယာကိုလည်းတယောက်တည်းပြစ်ထားသလိုဖြစ်နေလို့ဂလိုရီယာဟာလည်းအရင်နဲ့ပေါ်ပြပြီးတော့အရက်ကိုဆွဲလန်းသွားခဲ့ပါတယ်။ 1962ခုနှစ်မှာတော့ကနေဒီကနေစင်ကိုအနိုင်ယူပြီးတော့သမရအသည့်ဖြစ်ဂျန်သက်စာကျင်းစုခဲ့ပါတယ်။သမရအရင်တော့ဈေးကန်ဝင်တဲ့အားလုံးစီတန်းမတ်တက်ရက်ပြီးတော့သမရအသည့်ကိုကျူးဆိုနေပါတယ်။နောက်တစ်လကြာမှာတော့လူးဝစ်နဲ့တကြွလှူရှားသူတွေအားလုံးလွမြောက်လာခဲ့ပါပြီ။သူတို့အားလုံးအားအိမ်ပြန်မဲ့2ဘတ်စကားပေါ်မှာပျော်ရွှင်နေကြပါတယ်။အစားပိုင်းမှာတော့အရာရာဟာငိန်သက်ပုံရနေပေမဲ့လေ KKK လို့ခေါ်တဲ့လူမျိုးကြီးခွဲခြားတဲ့ဖွဲ့စည်းတွေကတိုက်ခိုက်ခဲ့လို့ကားတစ်စီးလုံးနဲ့မိလောင်ပြချခဲ့ရပါတယ်။ ကံတော်မှာဆိုပဲလူဝင်နဲ့သူ့ရဲ့တငယ်ချင်းတို့လွတ်မြောက်လာခဲ့ပေမဲ့လည်းပလိုက်တဲ့တရားဥပဒေတွေကြောင့်ရဲတွေဟာလူဝင်တို့ကိုထပ်မံဖမ်းဆီးခဲ့ပါတယ်။ဘလောက်တော့မတရားလိုက်လဲဥပဒေပဲနော်။တကြွလှုပ်ရှားသူတွေကလည်းနောက်ပိုင်းမှာအရှုံးမပေးဘဲနဲ့ဆက်လက်ဆန္ဒပြခဲ့ကြပြီးသမရဂနေဒီလက်ထက်မှာလည်းဆန္ဒပြမှုတွေကဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။အဲဒီတော့သမရဂနေဒီကဆန္ဒပြပွဲတွေမှာစီကျဲသားဖြစ်သူလူဝစ်လည်းပါဝင်နေတာကိုသူသိထားပြီးဖြစ်ကြောင်းလူဝစ်ကလည်းထောင်ထဲမှာထောင်ဆစ်ကြောက်ချင်းကြာဘူးတဲ့ခေါင်းဆောင်မာတင်လူသားခင်းတို့နဲ့အတူရှိနေတာကိုတေချောင်စီကျဲကိုပြောပြလိုက်ပါတယ်။ ။စီစဲကလည်းသားဖြစ်သူအတွက်တောင်းပန်စကားဆိုခဲ့ပြီးတော့သူကိုယ်တိုင်လည်းလူဝက်စ်ကိုမတွေ့ရတာတော်တော်ကြာနေပြီဖြစ်တယ်လို့ဆိုကအခန်းထဲကနေထွက်သွားခဲ့ပါတယ်။ဒီချိန်မှာပဲသမရကနေဒီကတကြွလှူရှားသူတွေကဗယံပရာဖန်တီးသူတွေမဟုတ်ကြောင်းကိုလူတော်တော်များများရဲ့နှလုံးသားကိုပြောင်းလဲပြစ်လိုက်နိုင်တဲ့အဟီးရိုးတွေဖြစ်ကြောင်းသမရကနေဒီကိုယ်တိုင်ကလည်းလူမဲတွေပေါ်နားလည်မှုရှိကြောင်းစီစဲကိုလှမ်းပြောလိုက်ပါတယ် နောက်တစ်နေ့မှာတော့အမေရိကန်သမိုင်းမှာပထမဆုံးအကြိမ်ဖြစ်လူမဲရီရဲ့အခွင့်အရေးကိုကာကွယ်ဖို့အတွက်ရဲရဲဝံ့ဝံ့လှုပ်ဆောင်မဲ့သမရတအူးကအမန်တကယ်ကိုပေါ်ပေါက်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါမဲ့ဒူပါမကိုတက်တဲဝင်ဝင်မလှုပ်ဆောင်လိုက်ရသေးခင်မှာပဲကားပေါ်မှာစနိုက်ပါသမားတွေလှုပ်ချန်ခြင်းကိုခံလိုက်ရပါတော့တယ်။ဒီတင်းကိုကြားလိုက်ရတဲ့လူမဲရီအတွက်တော့နှလုံးသားကြည်ခွဲခဲ့တဲ့အနေတနေလည်းဖြစ်ခဲ့ပါတယ်။စီစဲအနေနဲ့လည်းမိဖို့ကြောင့်လည်းကနေသမရရဲ့ခန်းလေးကိုဝင်လိုက်ချိန်မှာတော့သမရကတော့အဒုံးလုံးချောက်ချားစွာနဲ့ပဲငိုကြွေးနေတာကိုတွေ့လိုက်ရပါတယ်။ အဲဒီနောက်စီစဲဟာအင်ကိုပြန်လာပြီးတော့ဝမ်းနေစရာတဲ့င်းကိုဂလိုရီယာကိုပြောပြခဲ့ပေမဲ့လေဂလိုရီယာကတော့အရေးထူနေတဲ့ပုံစံမျိုးနဲ့ပါမကိုမတုံ့လို့တော့ပဲနဲ့ထုံပေပေကြီးဖြစ်နေခဲ့ပါရယ်။ငါကတော့မိသားစုချင်းတွေကိုပဲပို့ပြီးကယူဆိုင်တယ်လို့လည်းပြောလိုက်ပါရယ်။စီစဲအနေနဲ့လည်းမိသားစုပေါ်ပြက်ကွက်ခဲတာတွေအများများနေတာဖြစ်လို့သူ့ကိုယ်သူလည်းစိတ်မကောင်းဖြစ်လာပါရယ်။ကနေဒီကစီစဲကိုနောက်ဆုံးအနေနဲ့လက်ဆောင်ပေးခဲ့တဲ့ neckline လက်စည်းလေးကိုတတ်တတ်ရရတင်စီလိုက်ပါရယ်။ ပြီးတော့စီစဲကသူ့ကိုသူပြောင်းလဲมาဖြစ်ပြီးတော့မိသားစုပေါ်ကိုသာအာယုံဆိုင်มาဖြစ်ကြောင်းဂလိုရီယာကိုဂရီပေးလိုက်ပါတယ်အဲ့ဒါနဲ့ပဲဂလိုရီယာလည်းရက်ပြတ်သွားပြီးတော့မိသားစုတွေပျော်ရွှင်စွာနေထိုင်ကြတယ်နောက်ထပ်ပြောက်ွက်တစ်ခုမှာတော့ဂျွန်ဆန်ကအမေရိကန်ပြည်ထောင်စုရဲ့36ရောက်မြောက်သမ္မတဖြစ်လာပါတယ်သူ့ရဲ့ခန်းကိုစီစဲကတန်ရှင်းရေးလုပ်ပေးနေတာကိုမြန်မာဖြစ်ပြီးတော့အဲဒီနေ့မှာပဲသမ္မတဂျွန်ဆန်ကစီစဲကိုအကောင်းဆုံးတာဝန်ထမ်းဆောင်သူဖြစ်နက်ကတိုင်းလေးတစ်ခုချီးမြှင့်ပေးခဲ့ပါတယ် စီဆက်ကအိမ်မက်ရောက်ချိန်မှာတော့တငယ်ချင်းတွေကိုဖိတ်ခေါ်ပြီးတော့ပါတီတစ်ခုကျင်းပနေပါတယ်။ပြီးတော့ပါတီမှာဆိုးရပြောင်းလဲတွေအကြောင်းကိုပြောကြားနေခဲ့ပြီးတော့ဂျွန်ဆင်နဲ့ကနေဒီယားကွဲပြားခြားနားမှုရှိကြောင်းပြောကြားခဲ့ပါတယ်။သမရကနေဒီလိုအယူအဆမျိုးမရှိတဲ့အတွက်အတီကယုံတွေကလည်းဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ဂျွန်ဆင်အားကနေဒီလိုမဟုတ်ဘဲနဲ့ဇန်နာပြသူတွေကိုရက်ဆက်စွာပြက်ခတ်နေနေကြလို့သွေးစွန်းသောတနင်္ဂနွေနေ့ဖြစ်တော်သမိုင်းတွင်ခဲ့ပါတယ်။ဒီနောက်မှာတော့အင်ပီရောရဲ့အကြီးဆုံးဝန်ထမ်းအုပ်ချုပ်သူဝန်နာထံကိုလာနေတဲ့စီစဲကိုမြင်ရမှာဖြစ်ပါတယ်။ ။စီစဲကအင်ပီရိုမှာလူမဲအလုပ်သမားတွေလူပြိုလုပ်သမားတွေကိုလာစာမကွဲခြားဘဲနဲ့တန်းတူပေးဖို့စွန့်စွန်စားစားတောင်းဆိုလိုက်တာဖြစ်ပါတယ်။အသားရောင်ကွဲခြားမှုကလာစာကွာခြားမှုနဲ့မသက်ဆိုင်ကြောင်ပြောကြားခဲ့ရမှာအောက်ချုပ်သူဝန်သားတယောက်ကလည်းသဘောမတူခဲ့ပါဘူး။စီစဲကိုအလုံးမထုတ်ပဲနဲ့အိမ်ပြီးတော့မှဆက်လုပ်ခွင့်ပေးတာကိုတော့ကျေးဇူးတင်တဲ့ကြောင့်ပြန်လဲပြောကြားခဲ့တဲ့အတွက်စီစဲကစီစင်းရဲ့ကြီးစွာနဲ့ပဲပြန်ထွက်သွားခဲ့ရပါတယ် ရန်နေငယ်ကြမှာတော့ Gloria တယောက်စက်ကြုံနေစင်မှာပဲမမျောလင့်ပဲနဲ့နှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့သားဖြစ်သူ Louis ကိုတွေ့လိုက်ရပါတယ်။အဲဒီညမှာ Louis ကသူ့ကောင်မလေးကိုခေါ်လာခဲ့ပြီးတော့မိသားစုနဲ့အတူတူညစာစာရင်းနဲ့ဖခင်ဖြစ်သူနဲ့အယူဆမတူပဲစကားတွေထားများကြပါတယ်။ဖခင်ဖြစ်သူကတော့သားဖြစ်သူရဲ့စကားတွေကြောင့်ဒေါသတွေမထိန်နိုင်ဖြစ်ကရန်ပွဲနဲ့ဆုံးသက်လိုက်ရပါတယ်။1969ခုနှစ်မှာဂျွန်ဆင်ရဲ့တမရတတန်ကုံဆုံးသွားခဲ့ပြီးတော့နေစင်ကတမရဖြစ်လာခဲ့ပါတယ်။ တကယ်သမရဖြစ်လာတဲ့အခါမှာတော့နေစင်ရလည်းလူမဲတွေကိုပေးခဲ့တဲ့ခရီးကိုမတီးနိုင်ခဲ့ပါဘူး။အဲညမှာပဲလူဝစ်ကလည်းဆန္ဒပြလို့အထက်မှန်အဖမ်းခံခဲ့ရပါတယ်။လူဝစ်အဖမ်းခံရတဲ့အကျဉ်းတော်စီကိုတညမှာညီဖြစ်သူချာလီကလာတွေ့ပါတယ်။သူဟာတိုင်းပြည်ကိုကာကွယ်ဖို့အတွက်ဘင်းနဲ့စစ်ပွဲကိုသွားတိုက်ဖို့စီရင်ပေးလိုက်ပြီလို့အကိုဖြစ်သူကိုပြောလိုက်ပါတယ်။အဲဒီကမှာအကိုဖြစ်သူကညီဖြစ်သူချာလီကိုဆိုးရရဲ့မျိုးသားရေးဝါရဖြန့်ချီမှုတွေကိုမယုံသင့်ကြောင်းနဲ့စစ်ပွဲမှာပြန်လည်မရှိကြောင်းကိုပြောခဲ့ပေမဲ့လည်းညီဖြစ်သူကတော့စစ်တပ်ရဲ့ဝါရမိုင်းတိုက်ခိုက်ရပြီးဖြစ်လို့ လက်မှတ်ခံမဲနဲ့စက်တိုက်ထွက်သွားခဲ့ပါတယ်။ချာလီထွက်သွားပြီးလာနေငယ်ကြမှာတော့ BNM မှာစစ်ပွဲတွေစတင်ခဲ့ပါပြီ။တပတ်မှလည်းကရိုရီယာကဝေစားတက်တွေဝေ့ပြီးတော့စီစဲကိုမွေးနေ့ထိမ့်မှန်ကျင်းပပေးဖို့လုပ်နေခဲ့ပါတယ်။ဒီနောက်မှာတော့စီစဲကိုဂလိုရီယာတယောက်မွေးနေ့လက်ဆောင်ဖြစ်အဖြူမဲဝတ်စုံကိုပေးပါတယ်။သူတို့ဝေစားလဲပြီးချိန်မှာပဲတကားခေါက်တန်ထွက်လာခဲ့ပါတယ်။တကားဖွင့်လိုက်တဲ့အခါမှာတော့ American စစ်တပ်ကနေတာဝန်ရှိသူ၂ဦးတွေ့ရမှာဖြစ်ပြီးတော့သူတို့ကချာလီတယောက်စစ်ပွဲမှာအကြောင်းဆုံးသွားကြောင်းလာပြောတာဖြစ်ပါတယ်။ ။မွေးနေ့ပွဲမှာဝမ်းနည်းမှုတွေပြင်းထန်နေခဲ့ရပြီးတော့နောက်နေ့မှာဈာလီရဲ့ဇာပနာကိုကျင်းပခဲ့ပါတယ်။အဲဒီဇာပနာကိုကိုပြစ်သူလိုဝက်ကတော့တက်ရောက်မလာခဲ့ပါဘူး။တပတ်မှလည်းနေစဉ်ကိုလူလူထောက်ခံမှုကြောင်းစင်းနေခဲ့ပြီးတော့ကောင်းစီဖွဲ့ဝင်တွေကလည်းသမရကိုနှုတ်ထွက်ပေးဖို့ဖိအားပေးနေတာကြောင့်နေစဉ်ဟာအမြဲတမ်းအယံမှုနေခဲ့ပါတယ်။စီစဲကသမရအတွက်အချိုးရည်လာဖို့ပေးတဲ့အခါမှာတော့နေစဉ်ကငါသမရမဖြစ်တင်ဘူးလားလို့မေးတဲ့အခါမှာစီစဲကလည်းဂရီးရီဖြစ်ခဲ့တဲ့နေစဉ်ကိုဘာမှပြောချင်စရာမရှိတော့ပါဘူး။ဒီနောက်မှာတော့မိဖို့ကြောင့်လည်းကိုလိုဝစ်ရောက်လာပြီး သူအကောလိကဘွေရရှိပြီလို့သူ့ဖေကိုလာပြောတဲ့အခါစီစဲကကိုညီဖြစ်သူရဲ့ဇာပနာကိုတော့ရောက်မလာတဲ့သူအတွက်ဘာမှဂုဏ်ယူစရာမရှိဘူးလို့ပြောလိုက်ပါတယ်။အဲဒီနောက်1986ခုနှစ်မှာတော့သမရရော်နယ်ရီဂန်တက်လာပါတယ်။ဒီနောက်မှာတော့သူကစီစဲကိုအရေးကြီးတဲ့လျှက်ဝဲစားတဲ့ဆောင်ကိုအိန်တော်ရာရှိချုပ်ဝန်နာစီကိုပို့ခိုင်းလိုက်ပါတယ်။ဝန်နာစီရောက်လာတဲ့စီစဲဟာစာကိုပေးလိုက်ပြီးတော့လူမဲလုံသားတွေကိုလူပြူလုံသားတွေနဲ့တန်းတူလာစာပေးဖို့ထပ်မံတောင်းဆိုခဲ့တဲ့အခါမှာတော့ ။ရာရှိချုပ်ဝန်နာကစီစဲကိုလုံးထိုးလိုက်ပြီလို့ပြောလိုက်တဲ့အတွက်စီစဲကပြုံးလိုက်ပြီးတော့ထွက်သွားခဲ့ပါတယ်။တကယ်တမ်းစာရင်းမှာဖက်ကြည့်လိုက်တဲ့အခါမှာတော့အလုတ်ဖြုတ်ခံရတာကသမရရဲ့လုံပန်ခွင့်ကိုလွဲသုံးစားပြုလို့သူအိမ်တော်ရာရှိချုပ်ဝန်နာဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဝန်နာအလုတ်ဖြုတ်သွားတဲ့ချိန်ကစပြီးတော့အိမ်ပြော်မှာရှိတဲ့ဒူမဲဝင်တဲ့အားလုံးရဲ့လစာတွေကလည်းတွက်သွားခဲ့ပါပြီ။တပတ်ပြည့်တပတ်ကြာလာတဲ့အခါမှာတော့ ်သမရရော်နယ်ရီဂန်ရဲ့တနည်းတဲ့ဟာစီစဲကိုခေါ်ပြောခဲ့ပါတယ်။စီစဲနဲ့သူ့ရဲ့ဇနီးကိုသမရရဲ့အထူးဧည့်သည်တော်ဖြစ်အင်ဂျီရောမှာကျင်းပတဲ့ပါတီကိုတက်ရောက်ဖို့ဖိတ်ကြားခဲ့ပါတယ်။ဒါဟာစီကန်တယောက်အနေနဲ့မဟုတ်ဘဲနဲ့သမရရဲ့အထူးဧည့်သည်တော်ရဲ့အဖြစ်တက်ရောက်ရတာမို့စီစဲနဲ့ဇနီးတဲ့ဖြစ်သူဂလိုရီယာတို့နှစ်ဦးစလုံးဘဝမှာပျော်ဆုံးနေလေဖြစ်ခဲ့ရပါတယ်။စင်ကြာကြပါတီပွဲတက်နေပေမဲ့လည်းချင်းကြလာရနဲ့မြ်ပါတီပွဲအလယ်မှာစီစဲတယောက်တိတ်ဆိတ်ငြိမ်သက်သွားပါလေ။သူရဲ့နှလုံးသားဟာဗလာချင်းသွားသလိုမျိုးခံစားနေရတာကိုလည်းတွေ့ရမှာဖြစ်ပါလေ။ နောက်ထပ်မြင်ကွင်းတစ်ခုမှာတော့စီစဲအားအိမ်မှာလူဝစ်ရဲ့တပ်ပုံလေးကိုထုတ်ကြည့်နေတဲ့သမရအိမ်တော်မှာတာဝန်ထမ်းဆောင်ခဲ့တာအနည်း20ကျော်ရှိကြောင်းသတိပြုမိလာခဲ့ပါတယ်။ပြီးတော့ဒီနှစ်တွေအတွင်းသူသားသမီးတွေနဲ့တခါမှအချိန်မကုန်ဆုံးခဲ့ရကြောင်းသတိပြုမိလာခဲ့ပါတယ်။ဒါကိုရပ်တန့်ဖို့အတွက်အချိန်တန်ပြီလို့တွေးလိုက်မိခြင်းပါပဲ။အိမ်ပြူတော်မှာစီစဲဟာလှုပ်ထွက်စာတင်ခဲ့ပါတယ်။သမရကလည်းအံဟုတ်ခဲ့ရပေမဲ့စီစဲကိုတော့သူ့ရဲ့ဆန္ဒတိုင်းအလုပ်ထွက်ခွင့်ပြုခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့လိုဝဲစာနေစင်မီတဲလာကိုလွတ်ပြန်တောင်းဆိုတဲ့ဆန္ဒပြပွဲတက်ကြလှုပ်ရှားသူတွေကိုဥဆောင်ကစကားပြောနေချိန်မှာပဲသူရဲ့ဖခင်ဖြစ်သူစီစဲကိုအဝေးမှာလာနေတာမြင်လိုက်ရပါတယ်။ဒါနဲ့စကားပြောတာကိုရက်ပြီးတော့ဖခင်စီကိုပြေးသွားပါတယ်။ပါလာလို့တားလေးလို့မိတဲ့အခါမှာတော့သားနဲ့တူဆန္ဒပြပွဲမှာပါဝင်လို့ကြောင်းပြောဆိုခဲ့ပါတယ်။အလောက်ကိုလည်းထွက်လိုက်ပြီးမို့လို့အခုတော့အတူတူဆန္ဒပြဖို့ကြားလိုက်ရတဲ့အခါမှာလူးဝစ်ကတုံ့လို့သွားခဲ့ရပါတယ်။ ဖားခင်ဖြစ်သူကိုထောက်ကြမှာစိုးရင်လည်းပြောတော့လေဖားခင်ဖြစ်သူကဒီနေ့တည်းမှာမင်းကိုလွမ်းနေခဲ့ပါတယ်လို့ပြောပြီးတော့သားဘာနေရောက်သားပူပေါင်းလိုက်ကြပါတယ်အမန်ကလည်းနေရောက်စလုံးကထောင်ကျသွားခဲ့ပါတယ်သူကလည်းထောင်ထဲဝင်တော့မှပဲဆန္ဒပြပြီးတော့ထောင်ထဲရောက်တဲ့လူတိုင်းဟာလူစိုးမှုအကြောင်းနောက်ဆုံးတော့သူသဘောပေါက်သွားခဲ့ပါတယ်အဲဒီတော့22နှစ်ကြာပြီးတဲ့နောက်မှာတော့စီဆဲရောဂလိုရီရောကအသက်တွေကြီးပြင်းလာခဲ့ပါပြီလိုဝစ်တယောက်လည်းအိမ်အောင်ကြပြီးတော့သမီးလေးတယောက်မွေးဖွားခဲ့ပါတယ် ပျော်ရွှင်စွာနေထိုင်ခဲ့ကြပြီးတော့ဒီနေ့မှလမယားနှစ်ယောက်မနက်စာစားနေချိန်စီစဲကတန်းစင်ကန်ဝင်သွားခဲ့ပါတယ်။သူပြန်ထွက်လာတဲ့အခါမှာတော့သူ့ဘွားရဲ့အချစ်ဆုံးလက်တွဲပေါ်ဂလိုရီယာမှလည်းသူ့ကိုထာဝရခွဲခွာသွားခဲ့ပြီးဆိုတာကိုသိလိုက်ရပါတယ်။အဲနောက်2008ခုနှစ်နိုဝင်ဘာလ4ရက်နေ့ညမှာအော်ဒက်ကလူးဝစ်ကသူ့ဖေကို TV ကြည့်ဖို့အော်ခေါ်လိုက်တာကြောင့်စီစဲက TV သတင်းကိုလာကြည့်ခဲ့ပါတယ်။အဖိုးစီစဲလည်းသတင်းကိုကြည့်ရင်းနဲ့အမြင့်တွေဝဲလာပြီးတော့ငိုကြွေးခဲ့ပါတယ်။သူကြည့်နေတဲ့သတင်းကတော့အမေရိကန်သမိုင်းမှာပထမအဦးဆုံးလူမဲသမရအနေဖြင့် ဘာရက်အိုဘားမားတက်ရောက်သွားလို့ပဲဖြစ်ပါတယ်။အဲဒီနောက်2009ခုနှစ်မှာတော့အိုဘားမားဟာသမ္မတအဖြစ်တရားဝင်ကျမ်းစာကျင်းပခဲ့ပြီးတဲ့အချိန်မှာတော့စီစဲကိုတွေးဆောင်ဖို့အင်ဗီရိုကိုဖိတ်ကြားခဲ့ပါတယ်။သမ္မတရှေ့ဦးတီဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့တဲ့စီစဲကိုသူ့အတွေ့အကြုံတွေကိုပြန်လည်စကားစီမီပြောဖို့အင်ဗီရိုကိုဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။အင်ဗီရိုကိုသွားတဲ့နေ့မှာတော့စီစဲကသမ္မတဟောင်းကနေဒီပေးအပ်ခဲ့တဲ့ neck tie ကိုတတ်တတ်ရရဝတ်ဆင်ခဲ့ပါတယ်။ ိမ်ပြီးတော့ကိုရောက်တဲ့အခါမှာတော့အိမ်တော်ရာရှိကလာရောက်ကြိုဆိုပြီးတော့ဘာရက်ဦးဝမ်းမကစောင့်နေကြောင်းသူပို့လိုက်မှဖြစ်ကြောင်းပြောတဲ့အခါမှာတော့သူကလည်းရပါတယ်ပို့စရာမလိုတော့ပါဘူးဒီနေရာကငါရဲ့ဘူမိနဲ့တန်နေရာလေးဖြစ်လို့ကိုယ့်ဘာသာပဲသွားလိုက်ပါမယ်ဆိုပြီးတော့သမရနဲ့တွေ့ဖို့ထွက်ခွာသွားခဲ့ပါတော့လေဇလန်လေးကတော့ဒါပါပဲခင်ဗျဖျက်မှန်လေးဖြစ်တာကြောင့်ကြီးကျူရတာအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အစုံဒီနားဆင်ပေးခဲ့ကြတဲ့တူဦးချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျ